ားလုံးပဲမင်္ဂလာပါခင်ဗျာဖော်ရဲပါမီဒီယာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေမိုးလီဝတာနဲ့ဇလဗေဒါညွှန်ကြားမှုအစည်းအဝေးကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝတာခမ်းမ်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာအထူးမိုးလီဝတာအနေနဲ့ပုံမှန်အားကောင်းလာတဲ့ cyclone မုန်တိုင်းစင်ညာရဲ့သတင်းထူးများနဲ့အဆိုပါမုန်တိုင်းအရှိန်များမြန်မာပြည်သို့ရောက်ခတ်လာနိုင်ပြီးပြမို့ကွက်ကြမို့တဲထန်ဆောင်ရာသွန်းနိုင်တဲ့ဒေတာများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါ रे ခင်ဗျာ။ ပမောင်းဆုံးအနေနဲ့နိုဝင်ဘာလ23ရက်နေ့မနက်6:00နာရီချိန်ဥရောပမိုးလေဝသခန့်မှန်းချက်ဌာနမော်ဒယ်ခန့်မှန်းချက်များအရဘင်္ဂလားပင်လယ်အော်မှဆိုင်ကလုန်းမုန်တိုင်းကြီးစင်ညာရဲ့နောက်ဆုံးအခြေအနေများကိုအောက်ပါတိုင်းတင်ပြအပ်ပါရခင်ဗျာဆိုင်ကလုန်းမုန်တိုင်းစင်ညာရဲ့အခြေအနေခန့်မှန်းချက်အမြင့်ဆုံးအဆင့်ခန့်မှန်းချက်မုန်တိုင်းကြီးစင်ညာဟာအားအကောင်းဆုံးအချိန်တွင်စူပါဆိုင်ကလုန်းအဆင့်သို့ရောက်ရှိပြီးပိုကျက်လေတိုက်နှုန်းဟာ145မိုင်အထိရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ် ။သို့တော်လည်းမုံတိုင်းဟာနောက်ရက်များမှာပင်လယ်ကွက်ကိုပတ်ခါအပြန်လဲပြော့သွားမယ်လို့လည်းခန့်မှန်းရပါတယ်။ကုန်းနေသောဝင်ရောက်မှုခန့်မှန်းချက်ဝင်ရောက်မည့်အချိန်ဒီဇင်ဘာလ3ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းကမ်းခြေကိုဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။ဝင်ရောက်ချိန်ပြင်းအားဘော်ဘီယာ963လေးတိုင်နှုန်း140ကီလိုမီတာ84မိုင်ခန့်မြန်မာနိုင်ငံပေါ်တက်ရောက်မှုတက်ရောက်မဲ့ဒေသများကတော့မုံတိုင်းကုန်းတွင်းသို့ဝင်ရောက်ပြီးတဲ့နောက်လက်ချံမိုးလေများဟာမြန်မာနိုင်ငံရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသများစီတို့ တတိပေးချံမုံတိုင်းဟာစူပါအဆင့်သို့ရောက်ရှိနိုင်တော့လဲမြန်မာနိုင်ငံကိုဝင်ရောက်ချိန်မှာအပြော့နေမယ်လို့ခံမှန်းရတဲ့အတွက်အထူးစိုးရိမ်စရာမရှိတော့လဲစောင့်ကြည့်ရန်လိုအပ်ပါတယ်ဒေသခံပြည်သူများအနေဖြင့်ရာသီဥတုအခြေအနေအပြောင်းအလဲများကိုသတိပြု၍ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာဆက်လက်ပြီးမိုးသက်ထန်စွာရာသွန်းကျင်းကြောင့်မြင်းရည်ကြီးခြင်းသတိပေးချံများနဲ့မြင်းရည်ချိန်များကိုပြောပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာယနေ့23ရက်17လ2025ရဲ့နေ့နနေ6နိုင်ခွဲချိန်တိုက်ထွာခြင်းအရာမြင့်အခြေအနေကိုတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ မြေကြီးနားမြေဟာမနေ့ကညနေကနေ12နာရီတွင်တက်ကြမရှိရပ်တန့်နေပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့30.8ဒီဂရီဆယ်စီယံနဲ့ယနေ့အနေဆုံးပူချိန်ကတော့18.5ဒီဂရီဆယ်စီယံတူပဲဖြစ်ပါတယ်ခင်ဗျာ။မြေကြီးနားမြေဟာဆိုးရင်ရေမှန်1100စင်တီမီတာသို့ရောက်ရှိရန်942စင်တီမီတာ30ဒီဂရီနီးကပ်အလိုမှာရောက်ရှိနေပါတယ်။မြေကြီးတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ။ ERI မြစ်ထပ်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါတယ်။ရန်ဖန်ရန်က ERI မြစ်စုံထပ်ပိုင်းမှာနေရာကွက်ရိပ်မိုးရွာသွင်းခြင်းများဇက်တိုက်နှေးပါလာပြီးဖြစ်ပါတယ်ခင်ဗျာ။စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့ ERI မြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်သာရှိနေပါတယ်။ ERI မြို့တစ်ချောင်းနဲ့ချင်းရင်းမြို့တစ်ချောင်းမြကန်းဒီမြင်းနှိမ့်ဒေသများနဲ့မြင်းနှူးကျွန်းများမှာ စပြုံးလုံကိုင်းနေထိုင်ရတဲ့တောင်သူများနဲ့ရေလုံသားများအေရီမြကြီးကိုအမိပြွေနေထိုင်ရှာပွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဆလဘီချင်းရွေးမြေအခြေအနေကို တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာခန်းဒီမြေရမနေ့ကညနေမှ၁၂နာရီအတွင်းအနေငယ်ကထက်ကြသွားပါတယ်ပုံရမျိုးမြေရမနေ့ကညနေမှ၁၂နာရီအတွင်းနှစ်လက်မကထက်ကြသွားပါတယ်ခန်းဒီဟောမလင်းဖောင်းပြင်းတဲ့မော်လိုက်တို့ရဲ့မြေရများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေအောင်မှာဖြစ်ပါတယ် ကလေးဝမင်းငယ်ကဏီနဲ့မုံရမျိုးရဲ့မြင့်အများဟာလည်းဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေအောင်မှာဖြစ်ပါရယ်ခင်ဗျာ။အရာရီမြင့်အခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။ပမော်ရွှေကူကသာထိကျိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမှုပခုတ်ကူညောင်းဦး၆မင်းမှုမကွေးအောင်လံပြီးစိတ်သာဟင်းသရနဲ့ဇလုံမျိုးရဲ့မြင့်အများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အရာရီမြင့်မြင့်တက်မှုကို၂၄ရက်စောင့်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့ထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောမလကာရေလက်ကြားအနီးမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရံဝင်ဟာဆက်လက်တရှိနေပါတယ်။အဆိုပါလေပြင်းနဲ့ရံဝင်ဟာအနောက်နောင်ပြောင်ဘက်သို့ရွေ့ရှားနိုင်ပြီး24ရက်စက်တလ2025ရက်နေ့မှာပုံမှုအားကောင်းလာကဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းမှာမှုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ဘင်္ဂလားပင်လယ်ဝမြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်ထဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်ဝတို့မှာတိမ်အထစ်တွေမှာတိမ်ထူထပ်နေပါတယ်။ဒီကနေ့မနက်ထီခံမှတ်ချက်ကတော့ကချင်ပြည်နယ်မှာနေရာကျဲကျဲသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာခွက်ချမိုးထစ်ချုံရွာပါမယ်။ရွာရရာနှုံး80ဖြစ်ပါတယ်။နေပြီးတော့မကွေးတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားဖြစ်တာရပြီးကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထစ်တွေဖြစ်ထွန်းပါမယ်။ ဒီကနေ့မိုးတက်ချိန်ဒီခမှန်ချက်ကတော့ကချင်ပြည်နယ်မှာနေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တင်းတင်းတိုင်းဒိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရနှုံး80ဖြစ်ပါတယ်။နေပြီးတော့မကွေးတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအဖြစ်သားရပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထစ်နေဖြစ်ထွန်းပါမယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခမှန်ချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြီးတော့မှအများအဖြစ်သားရပါမယ်။ရန်ကုန်မြို့မှာတိမ်အထစ်နေဖြစ်ထွန်းပါမယ်။ မန္တလေးမြို့မှာအများအဖြစ်တာရပါမယ်။ပဲခူးမြို့မှာအများအဖြစ်တာရပါမယ်။မကွေးမြို့မှာအများအဖြစ်တာရပါမယ်။ဟုံးမလေးမြို့မှာတိမ်သိနေဖြစ်ထုံးပြီးနေရာခွက်ချမိုးထစ်ချုံရွာနိုင်ပါတယ်။မုံရမြို့မှာအများအဖြစ်တာရပါမယ်။ပသိမ်မြို့မှာတိမ်သိနေဖြစ်ထုံးပါမယ်။တဝဲမြို့မှာတိမ်သိနေဖြစ်ထုံးပြီးနေရာခွက်ချမိုးထစ်ချုံရွာနိုင်ပါတယ်။မြေကြီးနားမြို့မှာနေရာခွက်ချမိုးထစ်ချုံရွာပါမယ်။လွိုင်ကောမြို့မှာတိမ်သိနေဖြစ်ထုံးပါမယ်။ဖယံမြို့မှာတိမ်သိနေဖြစ်ထုံးပါမယ်။ဟာခါမြို့မှာအများအဖြစ်တာရပါမယ်။မော်လမြိုင်မြို့မှာတိမ်သိနေဖြစ်ထုံးပါမယ်။စစ်တွေမြို့မှာအများအဖြစ်တာရပါမယ်။ လာရှုံမြို့မှာအများအဖြစ်တာယာပါမယ်တောင်ကြီးမြို့မှာတိန်သစ်နေဖြစ်ထုံးပါမယ်ကျိုင်းတုံမြို့မှာတိန်သစ်နေဖြစ်ထုံးပါမယ်ခင်ဗျာမြမပင်လယ်ပြင်မှာတော့မြဝကျုံပေါ်မုံတမခွေမော်ဒန်နေနိုင်ကင်မရာတစ်ချောင်းနဲ့ကဲလုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်နိုင်ပါတယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနိုင်ကိုမိုင်30တိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြမမြဝကျုံပေါ်မုံတမခွေမော်ဒန်နေနိုင်ကင်မရာတစ်ချောင်းနဲ့ကဲလုံပင်လယ်ပြင်တို့မှာ10ပေမှ10ပေကန်ရှိနိုင်ပါတယ် ကျမ်းမြမ္မာပင်လယ်ပြင်မှာလှိုင်းသင်းတွေရှိပါမယ်။လှိုင်းမြမ္မာရခိုင်ကမ်းဝန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှာ10ပေကမ်းလို့ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။နေပြီးတော့နောက်နေ့အတွက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့အများအဖြစ်သားရပါမယ်။ရန်ကုန်မြို့နယ်နီးတွိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့တိမ်အထစ်နေဖြစ်ထွန်းပါမယ်။မန္တလေးမြို့နယ်နီးတွိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့အများအပြားသားရပါမယ်။ နောက်ဆုံးအနေနဲ့ရှမ်းပြည်နယ်မှာနိုဝင်ဘာလ23ရက်နေ့မှာနိုဝင်ဘာလ28ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျာပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကတော့ကပလီပင်လယ်ပြင်တောင်ပိုင်းမလကာရေလေကျမ်းမှာဖြစ်ပေါ်လျက်ရှိတဲ့ Ambus 95V ဟာနိုဝင်ဘာလ23ရက်နေ့မှာလေပြင်းနဲ့ရဝင်ဖြစ်သူ၎င်းနိုဝင်ဘာလ24ရက်နေ့မှာအားကောင်းသောလေပြင်းနဲ့ရဝင်ဖြစ်သူပုံမအားကောင်းလာနိုင်ကနိုဝင်ဘာလ26ရက်နေ့နိုဝင်ဘာလ29ရက်များမှာမုန်တိုင်းငယ်ဆိုက်ကလုန်းမုန်တိုင်းစင်ညာဖြစ်သူရောက်ရှိလာနိုင်ပါတယ် မူလလမ်းကြောင်းကြုံတင်ခံမှန်းချက်များအရဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာအနောက်နောင်မြောက်ဘက်သို့ဆက်လက်ရွှေ့ရှားပြီးဒီဇင်ဘာလ၁ရက်နေ့မှာအော်ရီတာပြည်နယ်ကမ်းခြေပူပါဆွန်နေမြို့ရဲ့အနီးမှာကုန်းတမတ်တို့ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခံမှန်းရပါတယ်။ပုံတိုင်းတွင်းချက်များဆက်လက်ရွှေ့ရှားမဲ့လမ်းကြောင်းအရရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာမိုးနှဲငယ်ရွာသွန်းနိုင်ပြီးကျန်ပြည်နယ်နဲ့တိုင်းဒေသကြီးများမှာမိုးရွာသွန်းနိုင်တဲ့အခြေအနေတော့မရှိပါဘူးခင်ဗျာ။ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်မှာမိုးရွာသွန်းနိုင်မဲ့အခြေအနေများ ရှမ်းပြည်နယ်မှာတော့မိုးရွာသွန်းနိုင်တဲ့အခြေအနေမရှိပါခင်ဗျာအပူချိန်လေတိုင်းတို့လေရုဆိုတိုင်းစားနဲ့လေရုညဉ့်ညမ်းမှုအခြေအနေယခုတစ်ပတ်တွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်23ဒီဂရီဆဲလ်ဆီယပ်ရှိနိုင်ပြီးအနိုင်ဆုံးညအပူချိန်73ဒီဂရီဆဲလ်ဆီယပ်ရှိနိုင်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်24ဒီဂရီဆဲလ်ဆီယပ်ရှိနိုင်ပြီးအနိုင်ဆုံးညအပူချိန်30ဒီဂရီဆဲလ်ဆီယပ်ခန့်ရှိနိုင်ပါတယ်ရှမ်းပြည်နယ်အရှေ့ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်29ဒီဂရီဆဲလ်ဆီယပ်ရှိနိုင်ပြီးအနည်းဆုံးညအပူချိန်27ဒီဂရီဆဲလ်ဆီယပ်ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်တခွင်မှာယခုတစ်ပတ်တွင်အရှိတ်ဘက်နဲ့အရှိတ်မြောက်အရက်များမှာ၄တိုင်နှုန်းတနအီကို9မိုင်ခန့်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်အရှိတ်ဘက်မှာနေ့လယ်ပိုင်း၄ရက်ဆိုတိုင်းသာ40ရာခိုင်နှုန်းရှိနိုင်ပြီးညနေပိုင်းညပိုင်းနဲ့မနေ့စောပိုင်းချိန်တွေမှာတော့80ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာတော့နေ့လယ်ပိုင်း၄ရက်ဆိုတိုင်းသာ50ရာခိုင်နှုန်းကန့်စီရှိနေနိုင်ပြီးညနေပိုင်းညပိုင်းနဲ့မနေ့စောပိုင်းအချိန်တွေမှာ100ရာခိုင်နှုန်းရှိနေနိုင်ပါမယ်။ နေ့လယ်ပိုင်းလေရုစုတိုင်းစမြင့်မားတဲ့ဒေသတွေမှာခန်းစားရမယ့်အပူချိန်ကတော့28ဒီဂရီဆဲစီယံခန့်ရှိနေနိုင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ရဲ့လေရုညဉ့်မှုအခြေအနေကတော့ AQI balloon 90အထိရှိနိုင်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိပ်မှာတော့80အထိရှိနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ30ဝန်းကျင်သာရှိနိုင်ပြီးလေရုညဉ့်မှုအညွှန်းကိအ ਨੇ ဆုံးဖြစ်ပါတယ်။ရှမ်းပြည်နယ်တစ်ခုလုံးမှာယခုတစ်ပတ်အတွင်းလေရုညဉ့်မှုအန္တရာယ်မရှိပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။ နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကြမှာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ